thank you င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာစကိုင်းငလင်ကြောင့်ပျက်စီးသွားတဲ့ရုံးဌာနအဆောင်များကိုမူလတိဆောက်ခဲ့တဲ့ကုမ္ပဏီများကပြင်ဆင်တိဆောက်ပေးရမယ်လို့စစ်ကောင်စီကတရားဝင်ကြီးညာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။လွှတ်တော်ကိုတိဆောက်ခဲ့တဲ့ AC ကုမ္ပဏီပိုင်ရှင်ဦးတင်စန်းနဲ့ဗိုလ်ချုပ်ဟောင်းသားသမီးတချို့စစ်ကောင်စီကိုမဆက်သွေးတော့ဘဲတင်းရှောင်နေရလို့သိရပါတယ်။နေပြည်တော်မှာစကိုင်းငလင်ကြီးကြောင့်ပျက်စီးသွားတဲ့ရုံးဌာနအဆောင်များကိုမူလတိဆောက်ခဲ့တဲ့ကုမ္ပဏီတွေကပြင်ဆင်တိဆောက်ပေးရမယ်လို့စစ်ကောင်စီကတရားဝင်ကြီးညာ ပါတယ်။မနေ့ကနေပြီးတော့မှပြုလုပ်တဲ့အဆောက်အအုံများပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသည့်တည်ဆောင်ရေးကြီးကြပ်မှုကော်မတီရဲ့ပထမဆုံးလုပ်ငန်းညှိနှိုင်းစည်းဝေးမှာကော်မတီဥက္ကဋ္ဌကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမမောင်ဤကအဲ့ဒီလိုထုတ်ပေါ်ပြောဆိုလာခြင်းများဖြစ်ကြောင်းစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာရီမှာဖော်ပြထားပါတယ်။နေပြီးတော့မှမလ28ရက်နေ့လောက်ခတ်ခဲ့တဲ့စကိုင်းကလင်းကြီးကြောင်းအစိုးရဝင်ကြီးဌာနအဆောက်အအုံများပြုကြပြင်ဆင်ခဲ့ရမှာနီလန်းသုံးသွင်းနေပြင်ဆင်တိဆောက်သွားမှာဖြစ်ကြောင်း၎င်းတို့အနက်ရုံးဌာနအဆောက်အအုံများကိုပြင်ဆင်ဖို့မူလတိဆောက်ခဲ့တဲ့ကုမ္ပဏီများကို တာဝန်ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်ဟေကဆိုပါရယ်စကိုင်းကလင်ကြောင့်နေပြီးတော့မှပြိုကျပြက်စီးခဲ့တဲ့အဆောင်များစွာနဲ့မှသမရအိမ်တော်မှာအေဒင်ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ဦးစစ်ခိုင်ကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီးဒုတိယသမရနေအိမ်များနဲ့လွတ်တော်ဥက္ကဋ္ဌနေအိမ်များမှာသူကုမ္ပဏီပိုင်ရှင်ဦးတီစားကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါရယ်နေပြီးတော့ရှိငလင်ကြောင့်ပြိုကျပြက်စီးသွားတဲ့ဝနာသိတ္တိအာကစားယုံမှာမက်စ်မြန်မာပိုင်ရှင်ဦးစောစောကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါရယ် နေပြီးတော့လွတ်တော်အဆောင်မှာတော့ AC ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်းကတိစောက်ခဲ့တာဖြစ်ပြီးဦးတင်ဆန်းကစက်ကောင်စီကိုဆက်သွယ်တော့ခြင်းမရှိဘဲတင်းရှောင်သွားကြောင်းသိရပါတယ်။ပိုချုပ်ကြီးအောင်ရွှေမန်းရဲ့တာတိုးနိုင်မန်းအောင်တတ်မန်းနေပြီးတော့ကောင်စီဝင်ပေါ်မူကြီးဟောင်းတိန်ညွန်ရဲ့တာကုမ္ပဏီများမွေးရည်ဝန်ကြီးဟောင်းမောင်မောင်သိန်းရဲ့တာကုမ္ပဏီများပါဝင် နေပြီးတော့ဆောင်းလိန်လုတ်ကန်ခွင့်ရရှိခဲ့တဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့မိသားစုဝင်တွေနဲ့အတိုင်းဝိုင်းနေမှာလည်းတင်းရှောင်ကုန်ကြပြီးတချို့သာစစ်ကောင်စီကိုပြန်လဲဆက်သွယ်တော့ကြောင်းသိရပါဗျာ ငလင်းချောင်းလေစိမ့်ဆက်သွင်းရေးတာဝါတိုင်းပြူကြပြီးနေပြီးတော့လေစိမ့်ဧကမ်းမပြူကြမှုအတွက်အဓိကတာဝန်ရှိသူမှာအေရှားဝက်ကုမ္ပဏီပိုင်ရှင်ဦးထွန်းမြင့်နိုင်ဖြစ်ပြီး A1 ဆောက်လုပ်ရေးကုမ္ပဏီဦးဝိုင်ထွန်းပိုင်ဆိုင်တဲ့ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ဦးစော်ဝင်းရှင်ပိုင်ဆိုင်တဲ့အေယာဟင်းတာကုမ္ပဏီတို့မှလည်း၎င်းတို့တည်ဆောက်ခဲ့တဲ့ဝင်ကြီးဌာနရုံးများနဲ့စေယုံအဆောင်များမှပြင်ဆင်တည်ဆောက်မှဖြစ်ကြောင်းသိရပါဗျ။နောက်ထပ်တစ်ပုတ်အနည်းအိမ်ပြန်ဖို့အလံဝင်းနေတဲ့စစ်တွေကစစ်ဆောင်များဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဟီတီဟင်းရွက်တွေနဲ့အခြေခံစားကုန်တချို့တွန်းလဲပေါ်တင်ပြီးရွာရဲလက်ပတ်ဈေးရောက်နေ င်သူကတော့အသက်26နှစ်အရွယ်မက်စင်နွေဦးပါသူကတော့စစ်တွေမျိုးနဲ့မောင်နီပြင်ကျင်းရွာကပါသူရဲ့ရီမန်ချက်ကဝါသနာပါတဲ့စက်ချုပ်အလုံးနဲ့အသက်မွေးဝမ်းကြောင်းပြုဖို့ပါဒါပေမဲ့ဒေသတွေမှာဖြစ်ပွားလာတဲ့စစ်ပွဲတွေကသူ့ကိုဈေးတက်တယောက်ဖြစ်အောင်တွန်းပို့ခဲ့ပါတယ်အခုဆိုရင်မက်စင်နွေဦးတို့တာမီနှစ်ယောက်ကဘူတီတောင်မျိုးနဲ့ကကျင်းရွာတရွာကိုထွက်ပြေးတင်းဆောင်လာတာအခြေတနစ်ကြောင့်ရှိခဲ့ပါပြီ2024တုံးလပိုင်းစံကလေးကနေထိုင်ရတာတွေကကြက်တဲလာတဲ့ပုံတန်လက်နဲ့တန်တွေအများကြီးကြရတယ်ထွက်ပြေးလာတော့ကလည်းအရန်ခတ်ခဲကြက်တဲနဲ့ပြေးလာတာဒီလို ရောင်းစာတုံးကဘာလို့စာမှန်းမသိသေးဘူးအခုတော့ဈေးရောင်းလို့စားပါတယ်အရင်တုန်းကတော့ဒီလိုမလုပ်ဘူးပါဘူးစစ်ပီးရှောင်ပြီးမှလုပ်ဘူးတာပါစစ်တွေမှာနေထိုင်ခင်းစဉ်ကသူရဲ့မိခင်ကစစ်တွေမျိုးမစင်းမှာဟင်းသီးဟင်းရက်တွေရောင်းတဲ့ဈေးတဲ့တယောက်ပါ2024ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့စစ်တွေမျိုးမစင်းရဲ့ကိုလက်နက်ကြီးကြလို့လူအများပြားတေဆုံးထဏ်ရာရခဲ့ပြီးရင်နောက်ဈေးရောင်းတဲ့အလုပ်ကိုရနာခဲ့ပါတယ်အဲ့ဒီနောက်မျိုးအနီးနားမှာတဖြည်းဖြည်းပိုဆိုးလာတဲ့စင်ရေးအခြေအနေကြောင့်တာမီနီယောင် စစ်တွေကနေထွက်ပြေးဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။သူဝဒနာပါတဲ့စစ်ချုပ်ပညာကိုတင်ယူနေတဲ့အချိန်မှာနေရင်းစွန့်ခွာထွက်ပြေးလာတဲ့အတွက်ပုံပြီးခံစားရတယ်လို့မက်ဆင်တွေကပြောပါတယ်။အခုဘလို့တက်လန်းလို့ရမလဲဆိုတာစဉ်းစားလို့ကိုမရဘူးအဆက်သွဲတွေကလည်းအားလုံးပြတ်လို့ဘာလို့လို့ပါကန်ရမလဲမသိဝါဒနာကတော့ဆက်ချုပ်တာဝါဒနာပါတယ်အဲ့ဒီလိုတော့မဖြတ်တန်းကျင်ဘူးစင်းရောက်ရတာပို့ပြီးတော့ခတ်ခဲ့တယ်ရွာပတ်လို့ရောင်းရလို့ဆိုရင်အရန်ပင်ပန်းနေအဲ့ဒီအချိန်အရန်မုန်းဖို့ကောင်းတဲ့အချိန်ပေါ့အရန်ခံစားရတယ်လို့ပြောပါတယ် ။အလောက်ကင်ခွင်လန်းနေပါတဲ့ဂျေးလက်ဒေတာမှာစစ်ပီးဒုက္ခတွေဖြစ်နေဖြတ်တန်းနေတာအချိန်ကြာလာတာလေးသူ့တမီးရဲ့နာခံရေးအတွက်ရတက်မအေးဖြစ်ရလိမ့်မယ်လို့အသက်54နှစ်အရွယ်မက်ဆင်နွေဦးရဲ့မိခင်ဒေါ်မစိန်ဖြူကပြောပါတယ်။စစ်တွေမှာဆိုရင်ကိုမဟင်းဝယ်ပြီးသွားရောက်ရင်လည်းအဆင်ပြေတယ်။လက်လုံးလက်စားဆိုပေမဲ့အခုသွားရောက်ရင်အခုအမျက်ကိုလည်းမြင်ရတယ်၊အရင်ကိုလည်းမြင်ရတယ်။ဒီမှာတစ်ချက်နှစ်ချက်ရှိရင်တစ်ချက်နှစ်ချက်ရင်းနှီးလို့ရသေးတယ်ဘလောက်အမျက်ထွက်တယ်ဆိုတာကလည်းမသိရ။ကိုမကပိုက်ထဲဖြူဖို့ကလိုနေပြီးရှိကိုဆက်လို့မနေကြတော့ဘူး။ တဲအိမ်ချင်းချင်းလေးထဲမှာခိုလုံရင်ထမင်းနဲ့မှောင်ခက်ခက်ကကဲရှုံးကန်နေရတဲ့မက်ဆင်တွေဦးလိုသားမိနှစ်ယောက်ရဲ့အဖြစ်ချင်းဆောင်ဆန္ဒကတော့တိုက်ပွဲတွေအမြန်ပြီးဆုံးပြီးကိုအိမ်ကိုကိုပြန်နိုင်ဖို့ပဲဖြစ်တယ်လို့မက်ဆင်တွေဦးကပြောပါရယ်ဈေးဆိုရင်လည်းအဲ့လောက်နေပူနေမိုးရင်းမှလည်းမိုးကြီးလေကြီးလိုင်းကြီးလေတော့ရတယ်မတော်ရင်လည်းကိုမှရှောင်းစားနေရတဲ့အတွက်အစ်စ်မပြေပါဘူးဒီလိုခက်ခဲတဲ့အချိန်တွေကိုမလိုချင်တော့ပါဘူးဆိုတော့တိုင်းပြည် အောင်နိုင်သွားရင်ကောင်းမယ်လို့ပဲတွေးမိရဲ့တိုင်းပြည်ကိုရသွားလို့ကိုအိမ်မှာကိုနေရင်ကိုလုတ်ကလေးနဲ့ကိုရှိမှာပေါ့ကိုအိမ်ကတိထက်နေနေတော့ကြီးပါတယ်ဒီမှာကနေရတာတအားခက်ခဲပင်ပန်းနေဒါကြောင့်နေတိုင်းဆိုသလိုညီးတွားမိပါတယ်ရခိုင်ပြည်နယ်စက်ကုံမြို့နယ်နဲ့၁၄မြို့နယ်ကိုတိမ့်ပန့်ထိန်ချုပ်ထားတဲ့အာရခတ်တက်တော်ရင်ကနောက်ဆုံးကြန့်ရှိနေတဲ့မြို့နယ်တန်ကိုတွေကစစ်တွေနဲ့ကြားဖြူမြို့နယ်တွေမှာအင်အားတွေဖြည့်နေပြီးနေရယူတာကြောင့်တိုက်ပွဲတွေရှိနေတာပါဒီအတွက်မက်ဆင်နယ်ဦးတို့လို့မြို့နယ်တွင်ကြီးရွာတွေကတောင်းနေချီတဲ့ဒေသခံတွေကလည်းဒီကနေ့ဒီပေးလို့ရကိုထွက်ပြေးတိရှိအောင် ကြဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဆက်လက်ပြီးစေအုပ်စုဘုံကျဲတပ်ဖြတ်နေမှုတွေချက်ချင်းရပ်တန့်အောင်နိုင်ငံတကာအစိုးရများမှဖြစ်မနေလုံဆောင်ဖို့ GFN ကတောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စေအုပ်စုရဲ့ဘုံကျဲတပ်ဖြတ်မှုတွေချက်ချင်းရပ်တန့်အောင်နိုင်ငံတကာအစိုးရများအနေနဲ့မဖြစ်မနေလုံဆောင်ဖို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။စစ်ကောင်စီတပ်ကဖျံအပြင်းကလေးကြောင့်အတိဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုဆက်လက်ဘုံကျဲတိုက်ခိုက်တပ်ဖြတ်နေစေဖြစ်ပြီးစေအုပ်စုရဲ့အကြံဖတ်တိုက်ခိုက်မှုတွေရပ်တန့်ဖို့နဲ့အပြစ်မဲ့ပြည်သူအသက်များကိုကယ်တင်နိုင်ဖို့အတွက်ကမ္ဘာလုံးဆိုင်ရာလှုံ့ဆော်မှုတွေအရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း Justice for Myanmar ကဆိုပါတယ်။ ်ဗတဝီမြကြီးကတုံခါနေပြီးကောင်းကင်ကဘုံမိုးတွေရွာချနေရလို့ Justice for မြန်မာကဆိုပါတယ်။ငလင်ပေးအတွက်အရေးပေါ်ကူညီကိစ္စလှုပ်ဆောင်မယ့်အစားမြန်မာပြည်သူတို့ကဆေးအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုတို့ခံနေရကြောင်းလည်းဆိုပါတယ်။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းကိစ္စကြီးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများအရှိန်မြင့်ဆောင်ရွက်နိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းမှုကိုရှေးရှုက AP နှစ်ရက်မှ22ရက်နေ့ထိနိုင်ငံတော်ဝန်ယာယီပြစ်ခတ်ရဲစဲကြောင်းစစ်ကောင်စီကပထမကြိမ်ထုတ်ပြန်ပြီးရနောက် AP 23ရက်မှ30ရက်ထိထပ်မံတက်တန်းတိုးကြောင်းကြီးညာခဲ့တော့လေအဲ့ဒီအပြစ်ရကာလာတရှောင်းလေးချောင်းနဲ့လက်နက်ကြီးနဲ့ပြစ်ခတ်မှုတို့ကျူးလွန်လျက်ရှိပါတယ်။ဘလောက်ထိအောင်ကျူးလွန်နေတယ်လဲဆိုရင်တော့ငလင်ထိထားတဲ့ဒေသတွေမှာတော့မချန်ပဲစစ်တပ်ကတိုက်ခိုက်နေတာ အလုံးမြင်မြင်ပါပဲဒါကိုနိုင်ငံတကာကမြင်နေဒါပေမဲ့ရင်ကုန်နှုတ်ပိတ်မတိကျအောင်စောင့်နေကြတယ်လို့မုံရွာချေဆိုင်နိုင်ငံရေးတက်ကြွလှူရှားသူတောင်းကသတင်းဌာနကိုပြောပါတယ်။ စကိုင်းကလေးကြီးလောက်ခတ်ခဲ့တဲ့မလ28ရက်မှာအီပီလာ29ရက်ထိစစ်ကောင်စီတိုက်ရဲလီချောင်းနဲ့လက်နက်ကြီးနဲ့တိုက်ခိုက်မှုစုစုပေါင်း403ချိန်ရှိပြီးအဲဒီတိုက်ခိုက်မှုကြောင့်ပြင်းမဲ့ပြည်သူနဲ့တော်လိုင်းတပ်ဖွဲ့ဝင်309ထပ်မံတေဆုံးခဲ့ကတန်ရာရသူ636ရှိကြောင်းသတင်းဌာနရဲ့စစ်တမ်းတွေကဆိုပါတယ်စစ်ကောင်စီကအပြစ်ခတ်ရစဲကြောင်းတရားဝင်ကြီးညာပြီးရင်နောက်ဘုံကျင်းကျင်တိုင်းကျင်းနေခြင်းကနိုင်ငံတကာအတိုင်းဝန်းကိုလည်းစော်ကားခြင်းဖြစ်ပြီးနိုင်ငံတကာကလည်းအဲဒီလိုစော်ကားခြင်းခံရတဲ့ပေါ်မသိကျင်အောင်ဆောင်နေကြောင်းလကောင်းကဆိုပါတယ်တရုတ်ဆိုရင်နိုင်ငံကြီးတနိုင်ငံရဲ့ ုံတိတ်ခါကင်းမဲ့စွာနဲ့စစ်ကောင်စီဘက်ကနေပြောင်းရည်တည်ပြနေတယ်။စစ်ကောင်စီရဲ့အကြမ်းဖက်မှုကိုနိုင်ငံတကာရဲ့စူးစီးအင်အားနဲ့သာဖျက်ပစ်နိုင်မယ်လို့၎င်းကဆက်လက်ပြောပါရယ်။နိုင်ငံရေးစောင့်မရှင်ဆရာနောင်ဖို့ကတော့ဖွဲ့စည်းတည်တည်ရဲ့အပြည့်ရဲ့ကြီးညာချက်တွေကကြီးညာချက်တသက်လို့ဖြစ်နေကြောင်းလည်းဆိုပါရယ်။စစ်တပ်ကလည်းလေချောင်းရောမြေပြင်ရောတိုက်ခိုက်မှုတွေရှိနေတာပဲ။ NUG, PDF တွေရော ERO တွေရောကလည်းတိုက်ခိုက်မှုတွေဆက်လုပ်နေတာပဲလေ။အဲ့ဒီတော့ဟန်ပြကြီးညာတာပဲလို့မြင်ပါရယ်။တကယ်အပြည့်ရဲ့လို့လည်းဆန္ဒတော့မရှိသေးပါဘူးလို့ဆရာနောင်ဖို့ကပြောပါရယ်။ကလင်းဘေးတဲ့ဒေတာတွေမှာတော့စစ်ကောင် စီတရဲ့အပြင်းထန်လေကြောင်းတိုက်ခိုက်နေမှုတွေပေါ်အာဆီယံအနေနဲ့ကွေ့ပွေ့လင်းလင်းထုတ်ပေါ်ဝေဖန်သင့်ပြီးလို့ရန်ကုန်ခြေဆိုင်နိုင်ငံရေးအကျဉ်းသားဟောင်းတုံးကဆိုပါတယ်မလေးရှားဝန်ကြီးချုပ်ကမင်းအောင်လိုင်နဲ့ဘန်ကောက်မှာတွေ့တော့အပြစ်ခံရမှာငလင်ပေးထီထီရောက်ရောက်အကူအညီပေးနိုင်မယ်ဆိုပြီးပြောခဲ့တယ်။မင်းအောင်လိုင်ကအပြစ်မရဘူးအဖက်မလုပ်ဘူးဆိုတဲ့သဘောပဲလို့၎င်းကပြောပါရယ်။ AB 79ရက်မှာထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝိုင်းရဲ့အစီအစဉ်ရာလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့မင်းအောင်လိုင်တို့ဘန်ကောက်မြို့မှာတွေ့ဆုံခဲ့ကြတယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်။